Okay အားလုံးပဲမင်္ဂလာပါ blog ပိုင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအာ YouTube မှာ video တွေတင်တဲ့အခါမျိုးမှာကျွန်တော် copyright မညှိအောင်လို့ YouTube မှာဘယ်လို check လုပ်ပြီးကြမ်းမှတင်လို့ရမလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဒီနေ့မှာပေါ့နော်ကျွန်တော်နီးနှစ်နီးရှိရယ် mobile နေတင်တဲ့နီးလည်းရှိရယ် PC ကနေတင်တဲ့နီးလည်းရှိရယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာက PC ကနေတင်တဲ့နီးပဲဖြစ်ပါတယ် okay အာပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်ကိုတွားပြီးတော့ upload တင်လိုက်မယ်။ upload တင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရွေးချယ်စရာအများကြီးရှိရယ် အဲဒါကတော့တိုက်တယ်ပေါ့ကျွန်တော်တို့တိုက်တယ်ပါထားမလဲစာရီပါရေးမလဲအဲပြီးသွားလို့ရှိရင်ဒီမှာ description description ကကျွန်တော်နှိပ်ကြည့်လို့ရှိရင်ပေါ်မဲ့စာရီပေါ့ thumbnail ဆိုလို့ရှိရင်လည်းကျွန်တော်ဆိုလို့ရှိရင်အမြင်နဲ့မလုပ်တော့ဆိုတော့ test and compare ကိုပဲသုံးတယ် thumbnail ၃ခုဆွဲတယ်၃ခုဆွဲပြီးတော့ test and compare မှာအာ thumbnail ၃ခုပို့ပြီးတော့ထည့်လိုက်တယ်အဲ့ဒါကပို့ပြီးတော့ effective ဖြစ်တယ်လို့ခံစားရတယ် အာပြီးတော့နောက်တစ်ခုအနေနဲ့ပြောလို့ရှိရင်ကျွန်တော် playlist တွေထည့်လို့ရမယ်ပြီးသွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ along automatic concept uh, experiment ပုံစံမျိုးပဲရှိနေသေးတယ်အဲ့တော့ကျွန်တော်ကအမြင်နဲ့ဒါကိုဖြုတ်ပြီးမှတင်တယ်ဘာလို့လဲဆိုတော့ကြောက်တဲ့နေတဲ့ဟာဖြစ်တဲ့အတွက် bias ဖြစ်မှာကျွန်တော်မသိဘူးဗျာအဲ့တော့ကျွန်တော်ဒါကိုအမြင်နဲ့ဖြုတ်ပြီးတော့တင်တယ်ပြီးလို့ရှိရင်ဒီမှာ tag တွေပေါ့ကျွန်တော်တို့ရဲ့ video ကိုဘလို့ search မျိုးနဲ့ share ရတဲ့အချိန်မှာတွေ့မယ်လေပေါ့အဲ့ဒါကတော့ကျွန်တော်အပူအနေနဲ့ပြောလိုက်တာပါโอเคနောက်တစ်ခုအနေနဲ့ကျွန်တော်ဆက်သွားမယ်ဆိုလို့ရှိရင် video element video element မှာကျွန်တော်တို့ဒီ end screen တွေပါထည့်လို့ရတယ်ပြီးလို့ရှိရင် subtitle တွေထည့်လို့ရမယ်ပေါ့အဲ့ရနေပြီးတော့မှ next ကိုသွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် check ဆိုတဲ့နေရာကိုရောက်ပါတယ်ဒီနေရာကတကယ်အရေးကြီးပါတယ်ခု video မှာ copyright content တွေပါနေလားအန္တရာယ်ရှိနိုင်လားဆိုတာကိုဒီ check ဆိုတဲ့နေရာမှာစစ်ဆေးရမှာပဲဖြစ်ပါတယ်အဲဒါပေမဲ့တခုရှိရတဲ့ခုကဒီ check နေရာမှာစစ်ပြီးတော့ copyright မညှိလို့ဆိုပြီးတော့ကျွန်တော်ရဲ့ video က100%ထိချရပြီလို့တော့ဆိုလိုတာတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့တချို့ video တွေကသူတို့ copyright မတင် ထားပြီမဲ့နောက်ပိုင်းမှာ copyright တင်ပြီးတော့ကျွန်တော်တို့ဒီ copyright strike တွေကလာပြီးတော့ညှိတက်တာမျိုးတွေလည်းဖြစ်တတ်တယ်ဒါပေမဲ့ကျွန်တော်တင်နေချင်း copyright strike တန်းပြီးတော့မညှိရင်ဘူးဆိုလို့ရှိရင်တော့ဒီ check နဲ့တင်လို့ရတယ်ပေါ့နော်အဲ check နဲ့တင်လို့ရတယ် အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကတော့အခုလောလောဆယ် upload လုပ်နေတာဆိုတော့ကျွန်တော်တို့ဒါစောင့်ရမှာဖြစ်ပါတယ်။ Okay upload complete လို့ဖြစ်သွားပြီဆိုလို့ရှိရင်တော့ processing will begin shortly ဆိုပြီးတော့စပြီးတော့ပေါ်လာပါလိမ့်မယ်။အဲ့ကြလို့ရှိရင်သူကဘာလုပ်တာတော့ဆိုလို့ရှိရင်အဲ့ချိန်မှာစပြီးတော့ copyright ကိုစပြီးတော့စစ်တာပဲဖြစ်ပါတယ်။ processing app to hd ဆိုတာကြတော့ကျွန်တော်တို့ရဲ့မှာ video တွေကိုလုံးဝ quality အမြင့်ဆုံး hd quality ဖြစ်အောင်လို့အာထပ်ပြီးတော့ processing လုပ်ပေးတဲ့အဆင့်ပဲဖြစ်ပါတယ်။ Okay ဒါကတော့ processing လည်းလုပ်ပြီးသွားပြီ processing လည်းလုပ်ပြီးသွားပြီဆိုတော့သူ checking ထပ်ပြီးတော့စစ်ဆေးတယ်ပေါ့စစ်ဆေးရဲ့အချိန်မှာဒီမှာကျွန်တော် check complete no issue found ဆိုပြီးတော့ပေါ်လာတယ်အဲ့ဒါဘာတုံးဆိုလို့ရှိရင်ဒီမှာ copyright မှာ no issue found ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ video ထဲမှာကျွန်တော် copyright fragment မတွေ့ဘူးလို့ဆိုလိုတာပါအဲ့တော့ကျွန်တော်ဒီ video ကို post တင်မယ်ဆိုလို့ရှိရင် safe ဖြစ်တယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ဒီ video ကို AAC သေးတင်လို့ရပြီပဲဖြစ်ပါတယ် okay ဒါတော့ဆိုလို့ရှိရင်ကျွန်တော် YouTube video တွေတင်တဲ့အချိန်မှာ copyright ဘယ်လိုဆက်ရမလဲဆိုတာတိလောက်ပြီးလို့မျှော်လင့်ပါတယ် okay ဒီ video လေးကအသုံးဝင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးတော့မမေ့ပါနဲ့နောက် video မှာပြန်တွေ့ရပါတော့ကျွန်တော်ကတော့ hey